ကဲချစ်သူတွေဖြစ်လာပြီအိမ်တော်ဘက်တွေဖြစ်လာပြီဆိုရင်အတူနေကြတာတဘာဝပဲဒါပေမဲ့အဲ့လိုအတူနေတဲ့အခါမှာယောက်ျားလေးကဖြစ်စီချင်းပြီးမပြောတဲ့အချက်ကကိုကျက်ရှိတယ်ဒါမိန်းကလေးတွေသိကိုသိတဲ့လို့ကျွန်တော်ကပဲဒီကနေခေါ်လိုက်တော့မယ်နံပါတ်1မိန်းကလေးကလည်းကိုဘက်ကလူချင်းကြောင်းပြပေးပါ အခုအကမိန်းကလေးတွေကိုကြည်လိုက်ရင်လိုက်လျောပေးရတာမျိုး ပြောမရလို့หนีပြရတာမျိုးဝတ္တရားရှိလို့ပဲหนีပြရတာမျိုးလုပ်ပြကြတာများတယ်တကယ်တော့ကိုယ့်ဘက်ကလည်းဒါစန္ဒရှိကြောင်းအရေးအမွေလေးပြပေးတာအမူအရာလေးပြပေးတာမျိုးခင်ဗျားတို့လုပ်ပြတတ်ပါလေအဲ့ဒါလေးတွေလုပ်ပြတာဟာယောက်ျားလေးတွေအရန်ကောင်းတဲ့အားပေးမှုတစ်မျိုးအရန်ကောင်းတဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုတစ်မျိုးထည့်ပေးလိုက်တာပဲเนาะရံဖန်ရံခါလှုပ်ပေးနေတဲ့လောက်လေးလှုပ်ပေးကြပါ နမနဲ့ ကိုကကြိုက်တယ်အစင်ပြေတယ်ဆိုရင်ကြိုက်ကြောင်အစင်ပြေကြောင်ကိုနှုတ်အမှုရံနဲ့ပြပေးပါ။ဘာကြောင့်လဲဆိုရင်ယောက်ျားလေးတွေမှာသူတို့ရဲ့စွမ်းဆောင်မှုဟာမိန်းကလေးအတွက်ပြည့်စုံရဲ့လားဆိုတာကိုအမြဲစိုးရင်စိရှိတယ်။ငါနေပေးတာတွေအစင်ပြေရဲ့လား၊သူ့တဘောကြားရဲ့လား၊သူ့ကြိုက်ရဲ့လားဆိုတာမျိုးကိုသူတို့အမြဲတမ်းတန်ကြရရှိတယ်။ဒါကြောင့်သူတို့မကြခဏလဲမေးကြတယ်နော်။အဲမေးတာလည်းအဓိပ္ပာယ်အများကြီးရှိတယ်။ဒါကြောင့် အတူနေနေတော့မှကိုဘက်ကအစင်ပြေတယ်ကိုဘက်ကသဘောကျတယ်ဆိုရင်ကိုနှုတ်အမူအရာတခုခုနဲ့ပြပေးပါတင်းတင်းဖဲလိုက်တာမျိုးပေါ့ဗျာမကြိုက်ရင်ကြတော့မကြိုက်တာလေးလည်းရှိမယ်အဲ့တော့ဒီလိုလှုပ်ပေးတာဒီလိုหนีပေးတာမျိုးတော့မကြိုက်ပါဘူးဆိုရင်လည်းမကြိုက်ကြအောင်ပြောပါဒါပေမဲ့မကြိုက်ဘူးဆိုတာနဲ့တော့မပြီးဘူးနော်တော်တော်ကြီးအဆင်မပြေဖြစ်သွားလိမ့်မယ်တော့မကြိုက်ဘူးဆိုရင်ဒီလိုတော့မကြိုက်ဘူးဘယ်လိုလေးကတော့အဆင်ပြေရဲ့ဆိုတာဆက်ပြောဖို့လိုတယ်နော် အရေးကြီးရဲ့နော်နံပါတ်3ချီကျူးပေးပါအတူနေနေတော့သူ့ကိုချီကျူးပေးတာဟာသူ့အတွက်တကယ်ကိုရွှေတန်နဲ့စိန်တန်နဲ့မြတန်နဲ့အကုန်တန်တဲ့ဇာတ်တခုဖြစ်သွားမယ်အရေးအကြီးဆုံးချီကျူးစကားအရေးအကြီးဆုံးတော့မိမိကိုယ်ကိုယုံကြည်မှုဖြစ်သွားမယ်ကိုယ့်ဘက်ကသူ့ကိုချီကျူးဖို့အရန်လွယ်ပါတယ်နာမလေးခေါ်ပေးလေခေါ်နေကြနာမလေးခေါ်ပေးလေခေါ်ပြရမလားအတန်လုပ်ပြရမလားโอเคမလုပ်ပြတော့ပါဘူး နံပါတ်၄တအားလဲမငင်းကြပါနဲ့ခြေသူအိမ်တော်မဲ့တက်တန်းကြာလာတဲ့အခါမှာအတူနေဖို့ကိုခက်စစ်စိတ်လေးငင်းငင်းလာကြတာမိန်းကလေးတွေပါငင်းလာတဲ့ယောက်ျားလေးဘက်ကကြိုးစားတယ်ငင်းလာတဲ့ယောက်ျားလေးဘက်ကကြိုးစားတယ်ကြာတော့တောက်လျှောက်ကြီးငင်းနေတဲ့အခါမှာသူ့ဘက်ကလည်းစိတ်ပြဲလက်ပြက်ဖြစ်သွားပြောသူကအယမ်းကြည်ကွဲရနော်သူတို့ငင်းအယမ်းကြည်ကွဲရငင်းနေဆိုတာဟိုအတူမနေဘူးတဲ့နေရောက် မိန်းကလေးကညင်းတာအဲ့မျိုးပြောရမှာမဟုတ်ဘူးကိုကချစ်သူအိမ်တော်ပဲတက်တန်းရှိလာတဲ့နဲ့အမြကိုအတူနေလာတဲ့တက်တန်းကြာလာတယ်ကြာလာတဲ့အခါမှာမိန်းကလေးဘက်ကသူကညင်းတာသူကဒါများလာတတ်တယ်အဲ့လိုတခါညင်းလေသူ့မှာကြေကွဲလေနော်တိကြပေါက်ပဲတို့တော့ဒီကြေကွဲတဲ့စိတ်လေးကိုသူတို့ဟန်ဆောင်ဖုံးကွယ်ထားပြီးတော့ဒီ relationship ကိုပြန်ကောင်းအောင်အားလုံးစူးစမ်းလေးရှိတယ်ဘလို့စူးစမ်းစူးစမ်းမရတော့ဘူးမိန်းကလေးဘက်ကညင်းမဲညင်းနေတယ်ဆိုတော့ တဲကိုခြေခွဲပြီးသူမတောင်းဆိုတော့ပဲရက်သွားလိမ့်မယ်နော်အဲ့ဒီရက်သွားတာကို relationship အတွက်အန်ဒီအဲ့ရမ်းများပါတယ်နော်နံပါတ်5ယောက်ျားလေးကအရင်ဆုံးကိုချစ်သူနဲ့ကိုလက်ရင်းနှီးမှုရပြီဆိုမှကိုကိုယုံကြည်မှုတွေအပြည့်တက်တာပျော်လာတာအစဉ်ပြေလာတာအမင်းလေးကပြောင်းပြန် အရင်စကားပြောစရာတွေပြောမယ်ညီးစရာရှိရတွေညီးမယ်မကျေနပ်တဲ့ complaint တက်စရာတွေတက်မယ်စူရာရှိရစူမယ်ရစ်စရာရှိရရစ်မယ်ဒါတွေကိုရုပ်သားဖြစ်သူကသူကျေနပ်လောက်တဲ့အဖြေတွေပေးပြီးဖြေရှင်းနိုင်ပြီးဆိုမှသူ့ရဲ့ခန္ဓာကိုယ်ထဲမှာဒါ love hormone တွေတော့ထွက်လာမယ်ထွက်လာပြီးပြီးဆိုတော့ဒီကိစ္စကိုစဉ်းစားမယ်အလားတော့အကြာကြီးတော့လားမင်းလည်းတော့အကြာကြီးပဲဒီကိစ္စကိုရောက်ဖို့တော့အကြာကြီးပဲအယောက်ျားလေးကကြတော့ဂျန်နေစကားတွေနောက်မှပြောငါတို့ အရင်ချိန်လိုက်ရအောင်ဆိုတာမျိုးယောက်ျားလေးကတီးလို့လာတယ်ပြီးကြရင်ကြိုက်တယ်လို့ပြောကြိုက်တယ်လို့ရင်အစဉ်ပြေတယ်အဲ့ဒီနှစ်ခုလေးကတော့ပြောင်းပြန်ပြင်းနေတော့ယောက်ျားလေးမင်းကလေးကတော်တော်ညီနိုင်ယူလာတာအဲ့တော့အမြဲတမ်းတော့မဆူလို့ပါဘူးဒါပေမဲ့သူတို့ခยีသွားခါနီးအရေးကြီးတဲ့အခမ်းအနားသွားခါနီးအရေးကြီးတဲ့ရက်တွေသူတို့နားရရတဲ့ရက်တွေမှာဆိုရင်မငင်းသင့်ဘူးအစင်းပြောင်းနေပြလိုက်ပါ ဒါဆိုရင် तू ပျော်သွားလိမ့်မယ်ကလေးတယောက်အယုတ်အသေးရတဲ့ကလေးတယောက်လို့ပျော်သွားလိမ့်မယ် तू ပျော်သွားရင်ခင်ဗျားလေးပျော်ပြီလေဗျာအဲ့ရဲ့တွေမှာအဲ့ရဲ့အခြေအနေမျိုးတွေမှာမငင်းပါနဲ့အစီအမြောင်လုပ်ပြလိုက်ပါနံပါတ်6ခင်ဗျားအားထက်တာ तू သိတယ်စားကောင်းတောက်ကောင်းပြင်ဆင်ထားတာလေခန္ဓာကိုယ်တကူလုံးတန့်ရှင်းရေးလုပ်ထားတာလေအနောက်ရှေ့ပေးနိုင်မဲ့လူတွေတခြားအကြောင်းအရာတွေကိုကြိုတင်ရှင်းလင်းထားတာလေအခုလို့သူတို့တိတ်ကိုတိတ် လုံးဝသိတယ်။ပါဇက်ကဖွင့်မပြောတာပဲရှိမယ်။ယင်ထဲမှာတော့အမတ်တွေအများကြီးပေးတယ်။လေးစားတယ်သူတို့။ဒါကြောင့်ကိုဘက်ကအားထုတ်တင်တဲ့အခါမှာထုတ်ပါ။အားထဲတင်တဲ့အခါမှာလည်းထဲပါ။ယောက်ျားလေးတွေဖွင့်မပြောတာပဲရှိမယ်။သိပါတယ်နော်။တံပူတာပါတယ်။နံပါတ်9ဒီကိစ္စမှာလည်း surprise တိုက်ပါ။ယောက်ျားလေးတွေလိုချင်တာဟိုးနာယီတို့မျက်မှန်တို့ဖုန်းတို့အဲ့အမျိုးတွေမဟုတ်ဘူး ဒီကိစ္စမှာ surprise တိုက်ရတော့အယံကြိုက်တာတနေကုန်အလုပ်ရပြီးမှလူတွေအားလုံးအိမ်မှခမားရဲ့ခံစားချက်အားလုံးနဲ့လဲတိုက်ဆိုင်နေမှအတူနေပြီးမယ်ဆိုတဲ့မြားပြားလာတဲ့ကန့်သက်ချက်တွေကြောင့်အိမ်တော်ရေးမတရားမှုတွေဖြစ်တာများလာပြီသူမထင်တဲ့အချိန်မထင်တဲ့နေရာမျိုးမှာမထင်တဲ့ပုံစံနဲ့ surprise တွေတိုက်ကြည့်ပါ relationship ကလည်းအများကြီးတာယာလာလိမ့်မယ်နံပါတ်၈ အတူနေဖြစ်သည်ဖြစ်စေအတူမနေဖြစ်ဘူးဖြစ်စေအဲ့ရဝင်တဲ့အခါမှာသူ့ရဲ့လက်မောင်းကိုခေါင်းအောင်ပြီးတော့မျက်နှာကိုတုံ့ရင်ပါနဲ့အနည်းဆုံးဖြစ်နိုင်အောင်ထားပါအယံချစ်စရာကောင်းတဲ့အပြုတ်အမူလေးတစ်ခုပါတညလုံးနဲ့အဲ့ဒီလိုအိပ်စရာမလိုပါဘူးမိနစ်ပိုင်းလေးပါဒါပေမဲ့ခမားကလည်းလက်ကဖုန်းမချနိုင်သူကလည်းလက်ကဖုန်းကိုမချနိုင်ဒါမှမဟုတ်အယံပင်ပန်းလာကြလာမျိုးဆိုအိပ်ပါအေးစိအိပ်ပါညတည်ရင်နိုးလာမယ်လေဒါမှမဟုတ်မနေ့အဲ့ရထားကနီးဖြစ်လာမယ်လေ အဲ့ဒီချိန်မှာခုနကကျွန်တော်ပြောတဲ့လက်မပေါ် AB ရင်မနဲ့ကိုမျက်နှာနဲ့နီးအောင်ထားတဲ့ position လေးကိုပြန်လုပ်ကြည့်ပါခင်ဗျားတို့ရဲ့ relationship အများကြီးအားပြန်ရှိလာလိမ့်မယ်ယောက်ျားလေးတွေအရင်မျက်နှူတဲ့ sleeping position ဟုတ်တယ်နံပါတ်ကိုကိုချစ်သူနဲ့ကဟဟလေးချက်ပေးပါ sex chat အထီးသွားဖို့တော့ဒါကိုစမ်းနှရှင်လို့ပေါ့ကိုချစ်သူနဲ့ပဲဒါပေမဲ့တကယ်တမ်းမှာ ရင်ကုန်ဆက်လို့ရှာမှုအဖြစ်စေဆုံးကခါဟော့ဟော့လေးမထိတထိလေးမညိတညိလေးပြောတာကအရန်ဆက်လို့ရှားစေတယ်တောက်လျှောက်ဟိုတခါတည်းဖွင့်ချလာမျိုးမလုံးနဲ့တဘောပေါ်တယ်မလားအေးအဲ့လိုလေးချက်ကြည့်ကိုချစ်သူနဲ့နော်ကိုအိမ်တော်ပဲနဲ့နော် relationship မှာဒါအများကြီးတိုးတက်လာလိမ့်မယ်ကဲဒီအချက်ကိုချက်ကိုတော့ကျွန်တော်ထုံးစံနိုင် railrules.com ကနေရယူပါရပြန်တင်ဆက်လိုက်ခြင်းဖြစ်ပါတယ် จิตุไอ้หนอแบบเนี่ยอารมณ์ยุ่มิจะป้องไหนตื่นแน่จะပါซิครับ